မြန်မာဆနလရာသီပွဲတော်တွေထဲမှာကစုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တွေအတွက်နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီနေ့မှာကျင်းပပြုလုပ်တဲ့ကစုံညောင်ရီသုံးပွဲတော်ဟာအစဉ်လာရပျော်ရှင်စီကားတိုက်မြိုက်စွာကျင်းပလေးရှိတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။နိုင်ငံရဲ့အဝန်ဖျားเจ้าကံတွေမှာအထွတ်မြတ်ပြုပြီးစိုက်ပျိုးထားတဲ့ဗောဓိညောင်မင်းတွေကိုရေသွန်းလောင်းပူဇော်ပြီးဒီပွဲတော်ကိုဆင်နွှဲလေးရှိကြပါတယ်။ အခုနှစ်ဧပြီလ28ရက်နေ့မနေ့ကကြာရောက်တဲ့ကစုံလာပြည်နေ့မှာတော့ရန်ကုန်မြို့ရှိတကုံဖျားကြီးမြင်တော်ပေါ်မှာဂောဘကဖွဲ့ကဦးဆောင်ပြီးဘာသာရေးအသင်းအဖွဲ့ပေါင်း40ကျော်နဲ့28ကြိမ်မြောက်ညွန်ရီသုံးပွဲတော်ကိုကျင်းပပြုလုပ်သွားခဲ့ပါတယ်။ပွဲတော်ကျင်းပရာရန်ကုန်မြို့ကဖျားကျောင်းကံတွေမှာအရင်နှစ်တွေနဲ့စာရင်လူစီကားမှုညော့နေသွားပြီမဲ့လဲပွဲတော်ဆင်နေသူတွေနဲ့လေပတ်ကြည့်ရှုသူတွေအများပြားရှိနေသေးတာကိုအခုလိုတွေ့ရပါတယ်။ ိတ်ကမနေ့ကတော့ကြည်သွားမှုတိတ်မရှိဘူး။ဒါမရှိရင်အဲကျိုးကြတော့လေဟိုဖြစ်သွားမှပြီးတော့ဆိုပြီးကြားကြတယ်ပေါ့နော်။လက်ကရှိတိုင်းဝမ်ချမ်းသာတဲ့တိုင်းဝမ်သိပ်သွားတာမျိုး။ကျွန်တော်လူလက်ကမ်းသားနဲ့ခြေကနေကမ်းသားတော့ကိုအများတော်ပြသွားကြလာကြတယ်။ပြီးခဲ့တဲ့တကြံအချက်တွေကရန်ကုန်မြို့တွင်မှဘုံပေါက်ကွယ်မှုဖြစ်ခဲ့တာကြောင့်အခုပွဲတော်အတွင်းလူစီကားတဲ့ရှီတကုံဖျားမှာလုံုံကြီးအထူးတင့်ကျပ်ထားတယ်လို့လည်းသိရပါဗျ။ ကင်မရာတွေပြတ်ထားတယ်။နောက်ပြီးလူတွေကိုရှာတယ်။ခင်ဗျားပေါ်တဲ့လူတွေကိုရှာတယ်။အိတ်တွေပါပြင်ကြတယ်။ဘာမှမဖြစ်သေးပါဘူး။ဆန်းနိုင်ပြတ်တယ်ပါ။အိတ်တွေမှာရှာတာပေါ့နော်။မျိုးသမီးဆိုရင်မျိုးသမီးကရှာတာ။မျိုးသားဆိုရင်မျိုးသားရှာ2009ခုနှစ်စက်တင်ဘာတန်ခါလှုပ်ရှားမှုနောက်ပိုင်းထုတ်ပြန်ထားတဲ့လူငါးဦးထက်ပိုပြီးမစုဝေရဆိုတဲ့ဥပဒေကြောင့်လူစုလူဝေနဲ့လုက္ကန်ကြရတဲ့ဘာသာရေးအသင်းအဖွဲ့တွေအတွက်အခက်အခဲတွေရှိနေဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။